ိုင်းလိုမောကတိယမ်လို့ခေါ်တဲ့ထိုင်းကျတွန်ဘျူဝတာကျော်လီကြော်ပြမှာဖြစ်ပါတယ်။လွယ်လွယ်လေးနဲ့မလို့စားလို့အရင်လည်းကောင်းပါတယ်။အရင်ဦးဆုံးကျမတို့အသားတွေပဲရှိတယ်ဝတာကိုဝယ်ခဲ့ပါတယ်။တချို့ကအစီကြိုက်တယ်ဆိုလို့ရှိရင်တော့အစီနဲ့လည်းသုံးနိုင်ပါတယ်။ကျမကတော့လက်တလုံးမှာဝိတ်ချနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အစီကိုတော့ရှောင်နိုင်တယ်လို့ရှောင်တယ်။သူ့ပြီးမဲ့လည်းအကျော်လေးပါစားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကတော့ air fryer မသုံးဘဲနဲ့စီမင်းများလေး နဲ့ကြော်မယ်ပေါ့နော်အရင်ဦးဆုံးအရသာနေမယ်ကျမတို့ပင်ခန့်ပြရဲ့အကြီးအနောက်ဂျပန်ရသာမုံနဲ့တကြားနေငယ်စားနေငယ်ထိတ်ခဲ့ပါတယ်ရှင်အနံ့ပုံမွေးသွားအောင်လို့ကျမကငရုတ်ကောင်းလေးပါ ထပ်ပြီးတော့မှထည့်ပေးလိုက်ပါတယ်ဒါပြင်တော့အရသာတွေအသားထဲထိစိတ်ဝင်သွားအောင်လို့ကျမတို့ကအရသာနေပြီးထားလိုက်ပါမယ်ရှင်အရသာတွေအသားထဲထိပို့ပြီးတော့မှစူးဝင်သွားအောင်လို့ကျမကသူ့ကိုရေခဲတက်တာထဲမှာမိနစ်30လောက်နှက်ထားပေးလိုက်ပါတယ် အသားတွေနဲ့ထားတဲ့အချိန်မှာကျမကဒီဘက်မှာကျက်သွန်ဖြူလေးကိုပါအစင်သစ်ဖြစ်အောင်ထောင်းထားပေးလိုက်ပါမယ်။ကျက်သွန်ဖြူကိုတော့အလုံးသေးလေးသုံးဖို့ကျမကအကြံပေးချင်ပါတယ်ရှင်။စကြောပါမယ်ရှင်။စီထဲမယ်ပြီးသွားတော့ဝတ်သားလေးထည့်မယ်ပေါ့နော်။ဝတ်သားထည့်တဲ့နေရာကိုကျမကဗီဒီယိုရိုက်ထားဖို့မိသွားတယ်။တကယ်ရောဝတ်သားကြော်တဲ့အခါမှာစီပေါက်တယ်ဆိုလို့ရှိရင်အကြော်မုတ်တွေကိုကျမတို့ကကြော်နေတဲ့အချိန်မှာစီပေါက်တာတတ်တာဖို့အတွက်နဲ့အသားတွေကိုပုံမှန်တနည်းနည်းလေးပုတ်ချစေဖို့ အတွက်ကိုကျမတို့ကအကျော်မုတ်ကိုထည့်သုံးနိုင်ပါတယ်။သူကဝတ်သားကြော်တဲ့အခါမှာဝတ်သားရဲ့အယောင်လေးကိုပုံမှန်တန်းနဲ့နည်းလေးပို့ပြီးတော့မှလည်းလာစီပါပြီ။ပြီးရင်တော့ခနာကထောင်းထားတဲ့ကျက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့မှကျော်ပေးလိုက်ပါမယ်ရှင်။လက်တလောမှာရာသီဥစုအပြောင်းအလဲကြောင့်ကျမကလေးနာစီဆောင်ဆိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မအတန်သွင်းတဲ့အခါမှာကျမအတန်က တမျိုးကြီးဖြစ်နေတယ်ပေါ့နော်။အတန်ဆင်းမပြေတာရှိလို့ရှိရင်လည်းဒီကနေ့ပဲတောင်းပန်ပါတယ်ရှင်။ကျက်သွန်ဖြူကိုတော့ ကျမတို့ကတွတ်တဲ့ထီကြော်ပေးရမယ်။ကျွတ်တံဖြူလေးလည်းကျွတ်လာပြီးဝတ်သားကြော်ထားတာလေးလည်းအယောင်လာလာပြီးဆိုလို့ရှိရင်တော့ကျမတို့ဒီဝတ်သားကြော်ကစားဖို့အဆင်ပြေဖြစ်သွားပါပြီရှင်။ပုံမှန်ဆိုလို့ရှိရင်တော့အသားကြော်တွေကိုကျမက air fryer ထဲမှာပဲထည့်ကြော်လေးရှိတယ်ပေါ့နော်။ကျွတ်တံဖြူပါတဲ့အတွက်ကြောင့်မလို့ကျမကစီမြများနဲ့ဒီအခေါက်မှာကြော်တာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွတ်တံဖြူနံမိုးမွေးလေးနဲ့ကျွတ်ကျွတ်ကလေးစားလို့အရင်ကောင်းတယ်။မိုကတ်ထန်ထောလို့ခေါ်တယ်။ တ်တာတက်သွင်းပြေကျော်လေးကိုရရှိလာမှာဖြစ်ပါတယ်။ထိုင်းလူမျိုးအများစုကတော့သူ့ကိုကောက်ညင်ပေါင်းပူပူလေးနဲ့တင်မောဒီထောင်းလေးနဲ့ပါ တွဲစားလေးတော့ရှိပါတယ်ရှင်။ကျမကတော့ကျမတို့မြန်မာတွေကြိုက်အကျော်လေးဆိုလို့ရှိရင်ဟင်းကားပူပူလေးနဲ့ပဲတွဲတော့ရတာကြိုက်ပါတယ်။အဲ့တော့ကျမကဘူးတီးရင်ကြီးဟင်းကားပူပူလေးရဲ့ထမင်းပူပူလေးနဲ့တွဲစားခဲ့ပါတယ်။ကျေးဇူးပါဘိုင်ဘိုင်